တခင်တွေ channel ရဲ့ပရိသတ်ကြီးအားလုံးကိုကျွန်တော်တခင်တွေ channel ရဲ့ဘာရီတနေ့တာထူးထူးခြားခြားဖြစ်ခဲ့လဲအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီအစီအစဉ်ကဒီကဘာကြီးနဲ့မြန်မာနိုင်ငံတဝမ်းမှာဒီဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့ကျွန်တော်တို့စီစဉ်ခဲ့တာပါပရိသတ်တွေအနေနဲ့ကျွန်တော်တို့ဒီအနားယူရင်ပဲဖြစ်ဖြစ်လမ်းသွားရင်ပဲဖြစ်ဖြစ်တရက်တာမှာဘာရီထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတာဒီသိသိဖို့ကျွန်တော်တို့ဒီ podcast အစီအစဉ်လေးကိုတင်ဆက်လိုက်တာပါဒီနေ့အတွက်ကျွန်တော်ဒီပထမဆုံးပြောပြချင်တာ ီကျွန်တော်တို့ချင်းပြည်နယ်ဒီတီးတိမ်မြို့နယ်တွေကဒီနာမည်ကျော်ကနေဒီတောင်ထိပ်ကိုဒီချင်းတွန်လိုင်းတပ်ဖွဲ့တွေကပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့အကြောင်းအရာနဲ့စကြပါတယ်ဒီနိုဘာ16ရက်နေ့ကဒီချင်းပြည်နယ်တီးတိမ်မြို့နယ်ကဒီနာမည်ကျော်ကနေဒီတောင်ထိပ်ကိုချီချင်းတွန်လိုင်းတပ်တွေကဒီပြန်လည်ထိန်းချုပ်လိုက်တယ်ဆိုတဲ့သတင်းတစ်ခုကျွန်တော်တွေ့ရပါတယ်အဲ့ဒီတောင်ထိပ်မှာစေုပ်စုတက်တွေတက်ဆွဲထားပြီးတော့ချင်းတော်လန်ရေးတက်တွေနဲ့ပူပေါင်းတက်တွေက ဒါကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်မှာပဲဒီစစ်အုပ်စုတပ်သားတွေကစခန်းကိုဆွန့်ခွာထွက်ပြေးသွားတာလို့ဒီ PDF ဇိုလန်တာဝန်ရှိတဲ့သူကပြောပါတယ်။နောက်ဆက်ပြီးတော့ဒီချင်းတွန်လိုင်းတပ်တွေကဒီနေမီရှင်းလေးတွေဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့ဒီစစ်အုပ်စုရဲ့ဒီလက်နက်ခဲယမ်းတွေကိုလည်းဟိုသိမ်းဆီးခဲ့တယ်လို့ကျွန်တော်တို့ထုတ်ပြန်လာတာတွေ့ရပါတယ်။ဟိုပြီးခဲ့တဲ့ဒီအော်တိုဝါ29ရက်ကဒီတီးတိမ်မြို့နယ်မှာဒီရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ဆိုပြီးတော့ဒီအကြမ်းဖက်စစ်တပ်ဖက်ကအင်အားအလုံးရင်းနဲ့ ဒီထိုးစစ်တိုက်ခိုက်ခဲ့တာတွေကြောင့်ဒီချင်းတွန်လိုင်းရဲ့တပ်တွေကအဲ့ဒီကနေဒီတောင်ကုန်းကနေပြီးတော့ဒါစစ်ဖြူဟာရပါတော့ခေတ္တရှောင်ပေးခဲ့တာပါအဲအဲ့ဒီနောက်မှာဒီချင်းတွန်လိုင်းရဲ့တပ်တွေနဲ့ပူးပေါင်းတပ်တွေကပြန်လည်ပြီးတော့ပူးပေါင်းပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါမှာတော့ဒီစစ်အုပ်စုတပ်သားတွေကဒီပြန်လည်ခုခံတာမျိုးတောင်မရှိဘဲနဲ့စခန်းစွန့်ခွာထွက်ပြေးတယ်လို့ကျွန်တော်တို့သိရပါတယ်ဒီစစ်စင်ရေးကိုဟိုချင်းညီနောင်အဖွဲ့ဝင် PDF ဇိုးလန်းနဲ့ချင်းတွန်လိုင်းရဲ့ပူးပေါင်းတပ်ဖွဲ့တွေကလုဆောင်ခဲ့တာလို့ကျွန်တော်တို့သိရပါတယ် နောက်ထပ်ကျွန်တော်ဒီနေ့အတွက်ဟိုဆက်လက်တင်ပြခြင်းတဲ့သတင်းတစ်ခုကတော့ဒီအမေရိကန်နိုင်ငံကလှုပ်ဆောင်နေတဲ့ online ကြားဖြန့်လိမ်လည်မှုဒီတိုက်ဖြတ်ရေးနောက်ွယ်မှာ show ဝက်အကြောင်းအရာတွေရှိနေတယ်ဆိုပြီးတော့ဒီအကြမ်းဖက်စစ်တပ်ရဲ့ဒီပြန်ကြားရေးကဇော်မင်းထွန်းကဟိုအလန်တကြားနဲ့ထွက်ပြီးတော့ပြောတဲ့ video file တစ်ခုအကြောင်းကိုပြောပြပေးခြင်းတာပါဟိုသူကအဲ့ဒီထဲမှာဆိုရင်ねဒီအမေရိကန်ကဒီ online ကြားဖြန့်လိမ်လည်မှုနဲ့ online လောင်းကစားမှုတိုက်ဖြက်ရေးထက်ပေါ့เนาะဟိုနည်းနည်းလျှို့ဝှက်တဲ့ရည်ရွယ်ချက်တခုရှိနေတယ်ဆိုပြီးတော့ဒီပြောတာဟာ အာကျွန်တော်တို့ဒါအကြောင်းတစ်ခုရှိပါတယ်။ဟိုအမေရိကန်ဆိုရပြီးခဲ့တဲ့ကျွန်တော်တို့ဒီနိုဝင်ဘာ12ရက်နေ့ကဒီမြန်မာကမ်ဘောဒီးယားဒီလာအိုနိုင်ငံတို့မှာရှိတယ်ပေါ့နော်ဒီအွန်လိုင်းလိမ်လည်မှုစင်တာတွေကိုအမေရိကန်ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဘူရို FBI အပါအဝင်ပေါ့ဒီအဖွဲ့၃ဖွဲ့ပေါင်းပြီးတော့အထူးတပ်ဖွဲ့နဲ့ဒီနှိမ်နှင်းမှာဖြစ်တယ်ဆိုပြီးတော့ဒီနိုဝင်ဘာ12ရက်နေ့ကထုတ်ပြန်တာတွေ့တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီကိုလံဗီယာခရိုင်ကဒီအမေရိကန်ရှေ့နေကြုံရုံနဲ့ နောက်ဒီအမေရိကန်ရဲ့လုံခြုံရေးတပ်ဖွဲ့ပေါ့နော် USSS တို့ကပူးပေါင်းပြီးတော့ဒီ Scan Center Strike Force လို့ခေါ်တဲ့ဒီလိမ်လည်မှုစင်တာနှိမ်နေရေးအထူးဖွဲ့ဆိုပြီးတော့နောက်ဒါကိုတော့ဖွဲ့စည်းတာကိုကျင်ညာလိုက်တာအဲ့တော့ဒီပေါ်မှာခြေခံပြီးတော့ ဒီအကြမ်းဖက်စစ်တပ်ဖက်ကသူကဒီအမေရိကန်ရဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ပြီးတော့ဒီ online လိမ်လည်မှုတွေကိုဟိုဆက်ဆက်ပြီးတော့သူတို့အရေးယူဆောင်ရွက်မှုတွေလုပ်တဲ့အခါမှာဒါတချို့ဆက်နွယ်မှုတွေဟာဒါလက်ရှိဒီကြားဖြတ်နဲ့ဆက်ဆက်ပြီးတော့ဒီအကြမ်းဖက်စစ်တပ်ဖက်မှာပါဝင်တဲ့ထိပ်ပိုင်းကောင်းဆောင်တွေဒါတွေပါလာနိုင်တယ်ပေါ့။နောက်တချို့ကြလည်းဒီ KK ပတ်နဲ့ပတ်သက်ပြီးတော့ဒီ KK ပတ်မှာပေါ့နော်ဖောက်ခွဲဖြိုခွင်းတာတွေကအစပေါ့။ဒါတွေကအစနာဖြောက်နေတာလားအစရှိတယ်ပေါ့နော်။ဒါသုံးသက်ချက်တွေလည်းရှိတယ်။ ဟိုတချို့ဆိုလို့ရှိရင်ဒီ KK ပတ်မှာဆိုလို့ရှိရင် KK ပတ်တို့ရွှေကုတ်ကိုလိုပေါ့နော်ဒီနေရာတွေမှာဆိုလို့ရှိရင်သူကဒီ online ကြားဖြန့်ထက်ထပ်ဆိုးွားတဲ့ဒီကျွန်တော်တို့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပေါ့နော်ဒါတွေကိုဟိုထုတ်နှုတ်ရောင်းချရဲဆိုတဲ့အဲဒီလိုသတင်းတွေလည်းကျွန်တော်တို့တွေ့ရတဲ့ခါကျတော့ဒီအပေါ်မှာလည်းဒီအချက်ဖက်စစ်တပ်ဖက်ကဒီအမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုတွေဟာပို့ပြီးတော့ဒါ net shine လာမဲ့သဘောမျိုးပေါ့နော်ဒီလိုသုံးသပ်ပုံနဲ့ရပါတယ် အဲ့တော့ဒီမှာဒီဇော်မင်းထွန်းကတော့သူကဘာထွက်ပြောလာလဲဆိုတော့ဒီအမေရိကန်ပြည်တော်စုကတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီ Strike Force ဘာမှအဖွဲ့ကိုဖွဲ့စည်းပြီးတော့တဲ့မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်စင်တာနှစ်ခုကိုဟိုစစ်ဆေးရေးဟိုစစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့သိရတယ်တဲ့။နောက်အဲ့ဒီအပြင်တဲ့မြန်မာနိုင်ငံ KK ပတ်မှာရှိတဲ့လိမ်လည်မှုနေရာတွေကိုတိုက်ဖြတ်ဖို့အတွက်ကိုတဲ့ Riot Thai Police War Room Task Force နဲ့အတူတဲ့။နောက်ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဒီဘန်ကောက်မှာတဲ့။ FBI agent တွေဆီလွတ်တယ်လို့သိရတယ်ဆိုပြီးတော့ဒါ Zomenton ပြောသွားတာတွေ့ရပါတယ်အဲ့တော့သူကဆက်ပြောတာဒါကိုသုံးသပ်ကြည့်ရင်တဲ့ဒီနိုင်ငံအနေနဲ့အခုပြောတဲ့ online လိမ်နေမှု online လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက်နော် hidden agenda အဲ့တော့ तू ကပြောရရင်တော့ဒီနည်းနည်းနဲ့လျှို့ဝှက်ချက်တစ်ခုခုပေါ့အစီအစဉ်တစ်ခုခုရည်ရွယ်ချက်တစ်ခုခု ရှိနေတယ်လို့အဲသုံးသပ်ရပါတယ်ဆိုပြီးတော့ तू ကဇော်မင်းထွန်းကထွက်ပြီးတော့ပြောသွားတာ ဒီသူကထပ်ပြောသွားသေးတယ်ဒီမြန်မာနိုင်ငံဒီကြားဖြန့်ဒေတာတွေဖြစ်တယ်တဲ့ KK Park ရွှေကုတ်ကိုကြောက်ခက်ပေါ့နော်အဲဒီဒေတာတွေမှာရှိတဲ့ဒီအခြေခံဒီလူနေထိုင်မှုမှာလိုအပ်တဲ့ပေါ့နော်ရေတို့လျက်စစ်မီးတို့ဒီဆက်သွယ်ရေးတို့ကတဲ့သူကတစ်ဖက်နိုင်ငံတွေရရှိကြောင်းပေါ့နော်နောက်ဒီစစ်တပ်ကဒီ KK Park ကိုဖြစ်တဲ့အခါမှာလည်းပဲအဲဒီအစာဦးအစားနာတွေကပေါ့နော်ထိုင်းနိုင်ငံဘက်ကိုဟိုကြောက်ရောက်လို့တစ်ဖက်ကဟိုကန့်ကွက်တဲ့အကြောင်းနောက် KK Park ကိုဖောက်ခွဲဖြိုဖျက်မှုတွေဟာ တကယ်ကိုအဆင့်မြင့်ပေါ့နော်ဒီဒီဤပညာအဆင့်မြင့်နေတုံးပြီးတော့ဖောက်ခွဲတာဖြစ်တော့ဒီအနာကဒီတစ်ပင်တော့မလှုပ်ဘူးဆိုပြီးသူကဒီဗီဒီယိုဟိုဖိုင်တစ်ခုနဲ့ပေါ့နော်အဲဒါနဲ့ပြသွားတာလည်းတွေ့တော့ဟိုပြောရရင်တော့ဒီထိုင်းနိုင်ငံတွေကိုအစားအနာတွေကြားကြရမရှိဘူးဆိုတဲ့ပုံစံနဲ့သူကပြောသွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တခုဟိုတွေ့ရတာပါလဲဆိုတော့ဟိုရွှေဒီကြားဖြန့်ဒေတာဆိုတာကိုတော့သူတို့ဒီနေရာတွေကို KK ပတ်ရွှေကိုကိုကြောက်ခဲ့ပေါ့နော်ဒါတွေကိုသူတို့ဝန်ခံသွားတာတွေ့ရပြီးတော့ နောက်တစ်ဖက်မှာကျတော့ तू อ่ะဒီဒီဒေတာတွေအတွက်လိုအပ်တဲ့ခုနဒီအခြေခံပေါ့နော်ဟိုရေတို့လျှက်စစ်တို့စက်သွေးရေတို့ဓာရီကို तू อ่ะဘာလုပ်လဲဆိုတော့ဟိုတစ်ဖက်နိုင်ငံဆိုတော့ဒါထိုင်းပဲရှိတာပေါ့နော်အဲ့တော့ဒီထိုင်းနိုင်ငံကဘာ तू อ่ะအမှုတွဲပြီးတော့ဟိုထိုးချတဲ့ပုံစံမျိုးပေါ့နော်ဒီလိုပြောသွားတဲ့သတင်းတခုတော့တွေ့ရပါတယ်အဲ့တော့ကြားဖြန့်ဒေတာမှာတဲ့နော်လောက်ကင်နေတဲ့နိုင်ငံသားက69တသမ5ရာခိုင်နှုန်းကဒီထိုင်းနိုင်ငံဝင်ရောက်လာတယ်ဆိုပြီးတော့လေ तू อ่ะဇွန်မေထုံးကဒီထိုင်းနိုင်ငံကိုအပြစ်တင်ပြောဆိုတဲ့အဲသတင်းတခုကျွန်တော်တို့ဒီနေ့တွေ့ရပါတယ် အဲ့တော့ဒီဇွန်မင်းထွန်းအခုလို့ထွက်ပြောသွားတဲ့အပေါ်မှာကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ပဲဒီအမေရိကန်ရဲ့ဒီကျွန်တော်တို့ online လိမ်လည်မှုနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီကြားခန့် area တွေဝင်ရောက်ပြီးတော့ဟိုအရေးယူဆောင်ရွက်ထားတဲ့လှုပ်ဖို့အပေါ်မှာဒါလုံးဝအကြမ်းဖက်စစ်တပ်ဖက်ကဘလောက်ထိနော်ဟိုကြောက်ရွံ့နေတယ်လဲစိုးရိမ်နေတယ်လဲဆိုတာဒါအများကြီးဖြစ်ပေါ်ပါတယ်နောက်ထပ်ကျွန်တော်ဒီနေ့အတွက်ပေါ့နော်ဟိုထူးခြားတဲ့သတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် အဲဒါကတော့အားလုံးတော်လန်ပြည်သူတွေအတွက်လည်းဝမ်းသာစရာဖြစ်မှာပါအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒီ STV band share တွေကကျွန်တော်ဒီနှစ်နှစ်အတွင်းမှာဒီတန်ဖိုးဒီ၅ဆလောက်တက်သွားတဲ့ဟိုတရင်တစ်ခုတွေးလိုက်ပါတယ်အဲ့ဒါဒီနှွေဥပန်ကနှွေဥဖွံ့ဖြိုးရေးပန် STV ကဒီအကောင့်ဖွင့်တဲ့သူကလည်းဒီ၅သိန်းခွဲလောက်ကိုဖြစ်သွားပြီးတော့ဒီပြီးခဲ့တဲ့ကျွန်တော်နှစ်နှစ်ကဒီရင်းနှီးမြှုပ်နှံထားတဲ့ဒီတန်ဖိုးရဲ့ပေါ့နော်၅ဆလောက်တက်သွားတယ်လို့ဒီ STV band ရဲ့ အမှုဆောင်ရရှိချုပ်ဒါဥကယ်ဗင်ကပြောတဲ့ဒီ live မှာပေါ့เนาะပြောသွားတာကျွန်တော်တွေ့ရပါတယ်ဒီကဘာကျော်ကျွန်တော်တို့ဒီ exchange စည်းကွက်တစ်ခုဖြစ်တယ်ပေါ့เนาะဒီကဘာအဆင့်30မှာပါတဲ့ဒီ MEXC ရဲ့ဒီတရားဝင်ဒီ exchange listing မှာအောင်မြင်မှုအတွက်ပေါ့เนาะဒီຫນွေဥပန်ရဲ့ဒီစမ်းသစ်တီထွင်တဲ့ဘန်ဒါကြီးအောင်မြင်မှုမှတ်တိုင်များမှသည်မြန်မာနိုင်ငံတော် this စီးပွားရေးလွတ်လပ်မှုစီဆိုတဲ့ခေါင်းစဉ်နဲ့ဒီ November 16ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒီဥကယ်ဗင်ပြောသွားတာကျွန်တော်တို့တွေ့လိုက်ရပါတယ် အဲ့တော့ဒီနေ့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ register account လုပ်ထားတာလည်း9သိန်းခွဲလောက်ရှိပြီပေါ့နော်။နောက်ငွေကြေးလည်ပတ်မှုကလည်းအဲ US ဒေါ်လာ1 billion လောက်ထိတက်နေပြီးတော့ဒီတော်လန်ရေးအတွက်လည်းတော်လန်ပြည်သူတွေဝန်းရံမှုကြောင့် US ဒေါ်လာတန်း30နီးပါးကိုလည်းထောက်ပို့နိုင်ခဲ့တယ်လို့ဒီဦးကယ်ဗင်ပြောသွားတာကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့ကဘာကျော်ဒီ exchange ဈေးကွက်တစ်ခုမှာ ဒီစီးရင်ဝင်ခဲ့တဲ့ရက်ကကျွန်တော်ပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ဖြစ်ပါတယ်။အဲ့ဒီမှာ STV ဘဏ်ရဲ့တန်ဖိုးကဒေါ်လာတန်း900ဖြစ်ပေမဲ့ဒီရက်ပိုင်းအတွင်းမှာပဲဒီဇက်တိုက်တက်လာပြီးတော့ဒီ၄ရက်အကြာပေါ့နော်နိုဝင်ဘာ16ရက်မှာဒေါ်လာတန်း900ကျော်တန်း800ကျားလောက်အထိကျွန်တော်တက်တယ်လို့သိရပါတယ်။အဲ့တော့ဒီလွန်ခဲ့တဲ့နှစ်နှစ်အထိပေါ့နော်ဒီ Fundy နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဒီရင်းနှီးမြုပ်နှံထားတဲ့ဒေါ်လာပြည်သူတွေရဲ့ရင်းနှီးမြုပ်နှံမှုဟာဟို9ဆလောက်အထိတက်သွားတယ်လို့ဒီ STV ရဲ့ မှုဆောင်ရရှိချုပ်ပြောသွားတာကျွန်တော်တွေ့ရပါတယ်။ဒီနောက်တစ်ခုထူးထူးခြားခြားကတော့ဒီ STB ကဒီ ASEAN မှာကိုပဲဒီကမ္ဘာ Digital ဒီ Exchange တစ်ခုမှာဒီတရားဝင်စည်ရင်းဝင်သွားတဲ့ဒီပထမဆုံးဘဏ်ဖြစ်တယ်လို့လည်းကျွန်တော်တို့သိရပါတယ်။နောက်တစ်ခါအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပဲဒီ NUG ရဲ့စီမံကိန်းဘဏ်နိုင်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတထွန်းနိုင်ကလည်းဒီ STB ဘဏ်နဲ့မေးမြန်းမှုနဲ့ဆက်ဆက်ပြီးတော့ဗောနော STB ဘဏ်ကအဲ့ဒီ NUG အစိုးရရဲ့ဘဏ်လားလို့မေးရင် NUG အစိုးရရဲ့ဘဏ်မဟုတ်ကြောင်းဗောနော် နောက်ဒီဘဏ်ဟာမြမပြည်သူပြည်သားတွေရှယ်ယာရှင်တွေပိုင်ဆိုင်တဲ့ဘဏ်ဖြစ်တယ်လို့ဒါဝန်ကြီးဦးတင်ထွန်းနိုင်ကလည်းပြောသွားပါတယ်အဲ့တော့နောက်ထပ်ဝန်သားတွေအတခုကတော့ဒီ STB ရဲ့ဝန်ဆောင်မှုတွေကနော်ဒီမကြခင်မှာဒီ NUG ရဲ့ထိတ်ဆိုးဖို့ထိတ်ချုပ်နေမြေတွေမှာ ဒီ NUG ပေး STB ပေါင်းဆက်ပြီးတော့ဒီဘန်ဒါယီစနစ်တစ်ခုကိုမြေပြင်มาပေါ့เนาะဒီလိုဝန်ဆောင်မှုတွေထိုင်းလို့မလေးရှားလို့လို့ဒီနိုင်ငံသူနိုင်ငံသားတွေရာသုံးဆွဲရတဲ့ခါမှာเนาะတကယ်ကိုစနစ်တကျနဲ့ကျွန်တော်တို့ဒီလိုသုံးဆွဲနိုင်အောင်တဆင်ချင်းဆက်လက်ပြီးတော့မြေပြင်ဝန်ဆောင်မှုတွေကိုပေါ်ဆောင်သွားမယ်လို့လည်းကျွန်တော်တို့သိရပါတယ် ဲ့တော့ဒီ STB ရဲ့လက်ရှိဒေါ်လာတန်ဖိုးဆိုရင်ဒါ token အနေနဲ့ဆိုရင်တန်ဒေါ်လာတန်25တန်ဖိုးရောင်းချထားတယ်ပေါ့နော်။နောက်26,2026မှာဆိုရင်တဲ့ဒီ bank account ဖွင့်တဲ့သူက2တန်အထိဒါရည်ရွယ်ထားတယ်လို့ကျွန်တော်သိရပါတယ်။ဟိုနောက်ထပ်တစ်ခုထူးခြားတာလက်ရှိပေါ့နော်ဒီမြန်မာပြည်မှာတဲ့ဒီအကြီးဆုံးဘဏ်တွေ3-4ခုကိုလည်းပဲဒီမကြခင်မှာဒီပြည်သူလူထုရဲ့ဝန်ရံမှုကြောင့်ဒီ STB ရဲ့တန်ဖိုးကဒီမြန်မာပြည်ကတကယ်အကြီးဆုံးဘဏ်3-4ခုထက် တန်ဖိုးအနေနဲ့ကြော်တက်သွားမယ်လို့ဒီဥကယ်ဗင်ကဒီသတင်းစာရှင်းလင်းပွဲမှာဟိုပြောလိုက်တာလည်းကျွန်တော်တွေ့ရပါတယ်ဒီနေ့အတွက်ကျွန်တော်ဒီနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကဒီထိုင်းနိုင်ငံရဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းတာပါအဲ့ဒါကတော့ဒီကျွန်တော်ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ဒီသက်ဆင်ကိုအခွန်ကြွေးကြံဒေါ်လာသန်း900ပေးဆောင်ဖို့ဒီထိုင်းတရားရုံးကနေမှိတ်ချလိုက်တဲ့သတင်းပါအဲ့တော့ထိုင်းဝန်ကြီးချုပ်ဒီသက်ဆင်ရှင်နဝထရာကိုထိုင်းတရားရုံးချုပ်ကနေပြီးတော့ဒီအခွန်ငွေပေါ့ ဒါက तू ပြီးခဲ့တဲ့လွန်ခဲ့တဲ့ဒီ2006ခုနှစ်က तू အာနာရှိနေစမှာဒီရှင်းကော်ပိုရေးရှင်းကိုရောင်းချခဲ့ပြီးတော့အဲ့ဒီတုန်းကအခွန်မဆောင်ခဲ့ဘူးဆိုတော့ဆွဆွဲချက်နဲ့ပေါ့နော်အခုမှဒါပြန်ပြီးတော့ဒီဒေါ်လာသန်း900ကျော်ပေးဆောင်ဖို့ကိုဒါထိုင်းတရားရုံးချုပ်ကနေပြီးတော့ညွှန်ကြားလိုက်တဲ့တင်ပေါ့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီတက်စင်ကဒီလက်တလောမှာဒီထောင်နံကိုလှည့်စားဖို့ရှောင်လွဲတဲ့ဆွဆွဲချက်တွေနဲ့လက်ရှိဒီဘန်ကောက် မှာအချင်းကြရတယ်ဗောနော်အဲ့တော့ဒီစီရင်ချက်မှာဆိုလို့ရှိရင်ဒီထိုင်းတရားရုံးချုပ်ကနေပြီးတော့ဘီလီယံနာတထည်ကြီးလည်းဖြစ်တယ်အဝကြီးချုပ်ဟောင်းလည်းဖြစ်တယ်ဒီတက်ဆင်အနေနဲ့ဒီ2006တုန်းကဟာတဲ့အဲသူကဒီဆက်သွယ်ရေးကုမ္ပဏီတစ်ခုကိုရောင်းချတဲ့အချိန်မှာအစိုးရကိုအခွန်ဆောင်ဖို့ကြံနေတဲ့ဒီဘတ်18.6ဘီလီယံဟိုတနည်းအားဖြင့်ဒေါ်လာနဲ့ဆိုရင်ဒါတန်940နီးပါးပြန်လဲပေးဆောင်ဖို့ဆိုပြီးတော့ဒိုင်ထိုင်းတရားရုံးကနေပြန်လဲပြီးတော့အမိန့်ချတာပါ ဟိုအသက်86နှစ်ရှိပြီဖြစ်တဲ့ဒီသက်ဆင်ကထိုင်းနိုင်ငံရဲ့ဒီအချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့တူလဲဖြစ်တယ်လို့နော်ဒီသူကပြည်ပမှာဆယ်စုနှစ်ကျော်တခုအခြေချနေထိုင်ပေမဲ့ဒီထိုင်းနိုင်ငံကိုပြန်ရောက်တဲ့အချိန်မှာဒီထောင်နိုင်ငံကြခံရင်းနဲ့ဒီတရားရုံးချုပ်ကသူ့ရဲ့ဒီ အရင်ပြဿနာဟောင်းပေါ့အခွန်ပြဿနာဟောင်းတွေကိုပြန်လဲစစ်ဆေးရင်းနဲ့အဲအခုလို့ကျွန်တော်တို့အခွန်ပေးဆောင်ဖို့တရားရုံးချုပ်ကနေပြီးတော့ဆုံးဖြတ်ချက်ချတယ်လို့ကျွန်တော်တို့ဒီသတင်းတစ်ပုဒ်မှာတွေ့ရပါတယ်အဲ့တော့2018တုန်းကတော့ထိုင်းအခွန်အရာရှိတွေကဒီတက်ဆင့်စီကနေရစရာရှိတဲ့ဒီဒေါ်လာအခွန်ငွေတန်း900ကျော်လောက်ကိုပြန်လဲတောင်းယူဖို့စပြီးတော့ဒီ2018လောက်မှာတွေကအခွန်အရာရှိတွေကလှုပ်ရှားခဲ့တာလို့သိရပါတယ်အခုတော့ဒီတရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်မှာတော့တက်ဆင်ကအခွန်ရုံးကတောင်းခံတဲ့ပမာဏအတိုင်းပေးချရမယ်လို့သတ်မှတ်ထားပါတယ် သက်စင်ကားတဲ့ဒီသူ့ရဲ့ဒီရှင်းကော်ပိုရေးရှင်းကိုဒီ2006ခုနှစ်တုန်းကစင်ကာပူရဲ့ဒီတမတ်ဆက်ဟိုရင်းကုမ္ပဏီကိုရောင်းချခဲ့တဲ့အချိန်တုန်းကဆိုရင်သူတို့ဒီသက်စင်မိသားစုကဒီဒေါ်လာ1.9ဘီလီယံလောက်ထိရခဲ့တယ်ဆိုပြီးတော့ထိုင်းအစိုးရရဲ့ဒီအခွန်အရာရှိတွေပြောခဲ့တာတွေ့ရပါတယ်။ဟုတ်ကဲ့ပါ။ ဒီနေ့ဘာတွေထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတဲ့အစီအစဉ်ကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်ပါတယ်။နောက်ရက်တွေမှာလည်းထပ်မံပြီးတော့ကျွန်တော်တို့ထူးခြားတဲ့သတင်းတွေကိုဆက်လက်ပြီးတော့နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမပြေပါနဲ့နော်။နားဆင်ပေးကြတဲ့တခင်တွေရဲ့ပရိသတ်အားလုံးဘေးကင်းကြပါပြီ။စီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။